်တင်ရောင်လို့တော့ပွားမထီတင်တဲ့အစိပ်ပြင်းတက်ရှိများအကြောင်းကိုကိုစာ channel လေးကနေတင်ဆက်ပေးလိုက်ပါတယ်။ဒါကတော့ Gimpy Gimpy သို့မဟုတ် Suicide Plan လို့ခေါ်တဲ့အပင်ပါ။ Australia နိုင်ငံနဲ့ Indonesia နိုင်ငံမှာတွေ့ရပြီ။သူ့ရဲ့တပင်လုံးကိုဘယ်နေရာထိထိတင်ကို အစိပ်တင်စီမှာပါ။အရွက်မှစ၍တပင်လုံးအချောင်းများလို့တင်းငယ်တဲ့အဆူများနဲ့ပြည့်နှက်နေတာပါ။ဒီအဆူတစ်ချောင်းချင်းစီမှာ gimbi diet လို့ခေါ်တဲ့အစိတ်တွေပိုင်ဆိုင်ပါတယ်။ဒါပင်းကူ chemical အစိတ်တွေနဲ့ဆင်တူပါတယ်။ဒီအစူးကြောင်းတွေကိုထိမိလိုက်တာနဲ့စိုက်ဝင်နိုင်ပြီးတော့တင့်ကိုလျက်စစ် short တိုက်တယ်လို့ acid နဲ့ပတ်လိုက်တယ်လို့နာကျင်မှုကို ဖြစ်စေမှာပါ။အဆိုးဆုံးကတော့ဒီအစူးကြောင်းတွေကြိုးပြီးအရေးပြားတဲ့နှစ်နဲ့ချီရှိနေနိုင်တာအစိတ်ကိုလည်းဆက်လက်ထုတ်ပေးနေနိုင်ပါတယ်။ဒီအစိတ်တက်နာကျင်မှုတန်ဟာခဏတာပျောက်သွားပြီမလဲ။ ရေချိုးခြင်း၊ရာသီဥတုအေးခြင်းများမှာ ပြန်လာလာတတ်ပါတယ်။သူ့ရဲ့အသည်ဟာလည်းစားလို့ရပေမဲ့ဒီအဆူးတွေနဲ့ပြည်နေတာပါ။အရွက်များခြောက်သွားရင်တော့မှအဆူးများရှိနေနိုင်ပါသေးတယ်။ဒီအဆူးလေးတွေဟာလေနဲ့အတူပြန့်နှံ့နိုင်ပြီးတော့တက်ရှူလမ်းကြောင်းတွေအထိဝင်ရောက်ဒုက္ခပေးနိုင်ပါတယ်။ဒီအပင်နဲ့ထိမိလို့တရိတ်ဆန်တည်ဆုံးခြင်းများရှိခဲ့ပြီးလူသားများလည်းပြေလူမျောပါပြစ်စင်များရှိခဲ့မှာပါတယ်။အကယ်၍စူးမိပြီဆိုပါကရေအေးဖြစ်စေခြင်း အည်ပြားကိုပုတ်ချခြင်းများမလုပ်တင်ပါအမွှေးနှုတ်ဖျောင်းပြော့များနဲ့ကတ်က ပြန်ခွာခြင်းသာအကောင်းဆုံးဖြစ်ပါတယ်ပြင်းထန်ပါကစီးယုံစီးကံလို့တွားရောက်ပြတ်တာတင်ပါတယ်ဒါကတော့ကုန်းစနေလို့ခေါ်တဲ့ခယူတွေပါမျိုးစိတ်ပေါင်း800ကနေ1000ခန့်ရှိပြီတော့သူတို့ဟာကိုနိုတောက်စင်းလို့ခေါ်တဲ့အစိတ်ကိုပိုင်ဆိုင်ပါတယ်သူတို့ရဲ့ proboscis ဆိုတဲ့လက်တံထိတ်မှာအာယုန်ခံပစ္စည်းများနဲ့တားကောင်ကိုထောက်လန်းပါတယ်ဒီလက်တံထဲမှာ မိန်လိုမျိုးမကြောချွန်ထက်တဲ့သွားတွေရှိပါတယ်။တားကောင်ကိုမိမိရရချိန်တွယ်ပြီးတာနဲ့ဒီမိန်နံလို သွားနဲ့ပြစ်ပါတယ်။အချိန်ကတော့တစ်စက္ကန့်ကိုမီတာ၄သိန်းနှုန်းပါ။ဒီမိန်နံနဲ့အတူပြင်းထန်တဲ့အာယုံကျော်အစိတ်ကိုပါထိုးသွင်းလိုက်ပါတယ်။ဒီအစိတ်ဟာတားကောင်ကိုချက်ချင်းမလှုပ်နိုင်အောင်အကြောတည်စီပါတယ်။ပြီးတာနဲ့အကောင်လိုက်စားတုံးပါတယ်။အကောင်သေးခရုများကလူကိုမတည်စီနိုင်ပေမဲ့ geography cones နဲ့ ဒက်စတိုင်းကုန်စနီမာဘယ်ကုန်စနီများကလူကိုတည်စီနိုင်တဲ့အစိတ်တွေရှိပါတယ်။ဒီကောင်တွေကအစိတ်ကိုတိုက်ရိုက်မထိုးသွင်းပဲရေထဲပြန့်နှံ့စေကကားကောင်ကိုလှုပ်မရအောင်အကျောတည်စီပြီးခန့်ယူစားသုံးပါတယ်။လူသားများသူ့အစိတ်နဲ့ထိမိပါကကြွက်သားများအကျောတည်ခြင်းတက်ရှူရခြင်းတတိလစ်ခြင်းနဲ့တည်ဆုံခြင်းများဖြစ်နိုင်ပါတယ်။သူတို့ဟာကားကောင်တစ်မျိုးကိုအစိတ်တစ်မျိုးစီလောက်ထုတ်လုပ်နိုင်တဲ့အတွက်ကုစရာဖြည့်စည်လည်းမရှိပါဘူး။ ဒီ geography ကောင်းစနေကြောင့်လူတည်ဆုံးမှုများရှိခဲ့ပြီးသူ့ကို secret ခရုလို့တောင်နာမည်ပြောင်းပေးထားကြပါတယ်။သူ့အစိမ့်မိတာနဲ့ secret တလိပ်တောက်တဲ့ကြာချိန်ပြီးတာနဲ့တည်ဆုံးနိုင်တာကြပါအကယ်၍မတော်တဆအစိမ့်ဖြစ်မိခဲ့ပါကဆေးရုံစည်းကမ်းတွားပြခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ဒါကတော့ blue ring octopus ရေပွဲဖြစ်ပါတယ်။အရွယ်စားကစနစ်ကနေ20စင်တီမီတာလောက်သာရှိပြီးတော့ ဂျပန်၊ဩစတြေးလျနဲ့အရှိတောင်အာရှပင်လယ်သမုဒ္ဒရာတွေမှာတွေ့ရတပါတယ်။ခန္ဓာကိုယ်မှာထင်ရှားတဲ့အပြာရောင်အဝိုင်းလေးတွေရှိပြီးတော့ရန်သူနဲ့တွေ့တဲ့အခါမှာအယောင်တောက်စီပြီး၆လံတပါတယ်။သူတို့ဟာတက်ထရိုဒိုတောက်စင်ဆိုတဲ့အစိတ်ကိုပိုင်ဆိုင်ပြီးတော့ဒီအစိတ်ဟာမီလီဂရမ်အနည်းငယ်နဲ့တောင်လူကိုတည်စေနိုင်ပါတယ်။သူ့ရဲ့အစိတ်ဟာကြိုက်ပြီးပြီးချင်းနာကျင်မှုမရှိတာကြောင့်တကူလုံးပြန့်နှံ့ပြီးအစိတ်လက္ခဏာပြမာလာသတိထားမိတတ်ပါတယ်။ ခြေလက်များထုံကျင်ခြင်းစကားပြောရမျိုးချရခက်လာခြင်းအသက်ရှူရခက်ခြင်းတို့ကြောင့်တည်ဆုံနိုင်ပါတယ်အစိတ်ပြင်းပြီမယ်ရန်သူကိုဥစွာရန်လို တိုက်ခိုက်ခြင်းမရှိပဲသူ့ကို ထိမိရန်ပြုတ်မိမှသာပြန်လဲကြိုက်တတ်ပါတယ်သူ့ရဲ့အစိတ်ဟာကုစရာဖြည့်စည်းမရှိတာကြောင့်မတော်တဆကြိုက်ခံတီးခဲ့မယ်ဆိုရင်စေယုံသွားပြခြင်းသာအကောင်ဆုံးဖြစ်ပါတယ်နောက်ထပ်လာမယ့်အပိုင်းနှစ်အတွက်လည်းကိုစား channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ပေးပါဦးနော် ယေရှုတင်ပါတယ်